တပါကိုတာယာလာအောင်သူညီနိုင်ပါစေသာကွယ်ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ဒီရိုလှူမယ်လို့ရထားတာတင်ကားထောင်မှာအဲ့ဒါတော့ဒီရိုဆက်ဆက်ဖြစ်ဖြစ်ချင်းကလေးရပါတော့မန္တလေးကဝင်းစိန်ရဲ့စခဲ့တဲ့မြို့လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတာဒီရိုဆက်ဆက်ဖြစ်တဲ့နေ့ကလေးကဒါအိမ်ကနေဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ပေါ့နော်လောလောဆယ်ဒီရို9000တုံးမယ်လို့စဉ်းစားထားတဲ့အချိန်မှာ3000ကျော်ဝင်းကျင်လောက်တော့တုံးမိပါပြီအဲနောက်ပိုင်းမှာတော့ဒီရိုအခုအိမ်ပြိုတဲ့ဟာလေးတွေကိုဒီရိုဆက်ပြီးတော့လှူမယ်လို့စိတ်ကူးထားပါတယ်ရှင့် ငလေလှုပ်ပြီးဆိုရင်ပြ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 ဆိုအကုန်လုံးဆိုင်ပြုံပြေးထွက်သွားတယ်ပြီးတော့မှ ငလင်းတော်တော်လေးငြိမ်လောက်ပြီဆိုမှဟိုဆိုင်ထဲကိုပြန်ဝင်လာပြီပစ္စည်းအကုန်သိမ်းတယ်ပေါ့နော်ကျေးဇူးတင်လဲတကယ်လဲကျေးဇူးတင်လဲကိုယ့်ကိုလဲခုံလဲခုယူတဲ့အချက်ကဘာပစ္စည်းမှလည်းမပြောက်ဘူးဟိုပစ္စည်းမပြောဘူးဟိုငွေလေးတထောင်နှစ်ထောင်တောင်ကြီးလို့မလျော့ပါဘူးပေါ့နော်အကုန်လုံးအစင်ပြောင်းလုတ်ပေးနိုင်ဟိုတကယ်လုတ်ပေးတဲ့အတွက်လဲအဲ့လိုတကယ်လဲကျေးဇူးတင်တယ်ချစ်တော့ကိုကူညီတာဟုတ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဒီလိုလှူဒန်းသမ ्या အကုန်လုံးကလည်းဒီလိုစင်ဆိုင်အားပေးနေလာရောင်းရောင်းလာဝဲဝဲကစားမကြီးအကုန်လုံးရဲ့အလှူပဲဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံး လုံးတာရုခေါ်လို့ရအောင်လဲတီခုနကအကြောင်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ဒီရိုလှူမယ်လို့ယာထားတာတင်ကားထောင်မှာအဲ့ဒါတော့ဒီရိုဆက်ဆက်ဖြစ်ဖြစ်ချင်းကလေးရပါတော့မန္တလေးကဝင်းစိန်ရဲ့စခဲ့တဲ့မြို့လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုဒါဒီရိုဆက်ဆက်ဖြစ်တဲ့နေ့ကလေးကဒါအိမ်ကနေဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ပေါ့နော်အဲ့ဒီဟာပေါ်မှာဒီရိုကဟိုဆက်ဆက်ချင်းဆိုလို့ရှိရင် ပထမအဆုံးကြီးခဲ့ကြီးဖြစ်တာကိုယ့်ရဲ့ဝန်ထမ်းတွေကိုကြီးဖြစ်တာပါဘို့မန္တလေးက base ဖြစ်တဲ့အတွက်ကြောင့်ဝန်ထမ်းတွေအများများတယ်အဲ့တော့ဝန်ထမ်းတွေဟိုအိမ်နေပြိုသွားတယ်အိမ်ထဲမှာနေလို့မရတဲ့ဝန်ထမ်းတွေကိုဒီလိုအရင်ကြည့်ပေးခဲ့တယ်ကြည့်ပေးပြီးတို့အစင်တို့နဲ့အတူတူဒီလိုဟိုအပြင်ကတခြားလိုအပ်တဲ့လူတွေအကုန်လုံးပါဒီလိုလိုက်ပြီးပံ့ပိုးပေးခဲ့ပေါ့နော်ဥမာတန့်လေးဆိုဒီလူတွေတန့်လေးဆိုတော်တော်များတဘောကြကြတယ်ပေါ့ဟိုဟိုလိုမျိုးဟို picnic tent လိုမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဟိုမုံရောင်းတဲ့ tent လိုမျိုးဟာလေးတွေကိုဒီ မိုးကသားလေးပတ်ပေးလိုက်တာပေါ့နော်ဘလိုပဲဖြစ်မိသားစုလေးတစ်ခုကောင်းကောင်းဆယ်ပေပတ်လဲဆိုမိသားစုလေးတစ်ခုကောင်းကောင်းလေးနေလို့ရရပေါ့နော်ဟို affordable လည်းဖြစ်တယ်ဟိုတဲ့နှသိန်းကျော်ဝင်းကျင်နဲ့ affordable လည်းဖြစ်တယ် affordable ဖြစ်တဲ့အတွက်ကြောင့်တို့များများလဲလှူပေးနိုင်တယ်ပြီးတော့လူတွေအတွက်လည်းတကယ်အသုံးဝင်တဲ့ပစ္စည်းလေးအဓိကလှူဖြစ်တယ်အဲ့ပြီးတော့မန္တလေးမှာအာဆန်တို့ ဘာလို့ခက်ခဲဖြစ်နေချိန်မှာဒီကားနဲ့အရင်ဆုံးရအောင်ပို့တယ်ပေါ့နော်အဲ့လိုဟာလေးဒီတခြားလုတ်ပေးခဲ့ပါတယ်အဲ့ပြီးတော့အနောက်ပိုင်းမှာဟိုအမျိုးသမီးအသုံးဆောင်နေရစာအသွင်းခံလေးတွေအင်ကြီးဥစားတွေအစားဒီဒီဒေးလေးလိုက်ပြီးတော့သွားတာပေါ့နော်ဟိုကိုကဒီပတ်စံကလည်းဟိုဘယ်လိုပြောမလဲတမားဇီဝနဲ့ရလာတဲ့ပတ်စံဖြစ်တော့ကြောင့်တကယ် လိုအပ်တဲ့နေရာကိုပဲဒီလိုရောက်စေချင်တာအဲ့တော့ marketing mandali marketing ကကလေးဆိုလို့ရှိရင်ခဏခဏဟိုသွားတည်သွားနေ live စုံစမ်းမေးမြန်းနေတာဘယ်အိမ်တွေကဘလိုမျိုးတကယ်ပြူသွားတာလဲဘယ်ဘယ်နေရာတွေကတကယ်ဒုက္ခရောက်နေရလဲဘယ်နေရာပတ်ဝန်းကျင်ဆိုလို့ရှိရင်အကုန်လုံးကစုပေါင်းပြီးတော့အဲ့လိုဇရက်လိုမျိုးပုံစံမျိုးလေးမှာစုနေရတယ်အเจ้าနေမှာစုနေရတယ်အဲ့လိုနေရာလေးတွေကိုဒီလိုခွဲခွဲပြီးတော့သူတို့ဟိုဥမာဆိုလို့ရှိရင်၅ရက်ဆိုလဲ၅ရက်စာစားနိုင်လောက်မဲ့အနေထားမျိုးလေးတွေကိုသူတို့တော်တော်လှူပစ်တယ်အင်းကြီးဥစားခက်ခဲနေတဲ့လူတွေဆိုလို့ရှိရင်ဒီလို ငလင်ပေးမှကြတော့အိမ်ချော်ဖို့မဖြစ်နိုင်ဘူးအဲ့တော့ဟိုမြေပတ်ပတ်တွေဝတ်ထားတယ်ဆိုလို့ရှင်လေဟိုဘယ်လိုပြောမလဲစိတ်ညစ်ပါတယ်ဆိုနေမှယောဂရလာအောင်မယ်ပေါ့နော်အဲ့တော့ဒီအဝတ်စားလေးတွေပါဒီလိုလှူတယ်တကူအတန်ရှင်းပစ္စည်းလေးလှူတယ်ဒီလိုအဓိကအဲ့လိုမျိုးဟာလေးဒီဒေးလေးလိုက်လှူဖြစ်တာများတယ်ရှင်လောလောဆယ်ကြီးတော့9000သုံးမယ်လို့စဉ်းစားထားတဲ့အထဲမှာ3000ကျုံဝင်းကျင်လောက်တော့သုံးမိပါပြီအဲနောက်ပိုင်းမှာတော့ဒီလိုအခုအိမ်ပြိုတဲ့ဟာလေးတွေကိုဒီလိုဆက်ပြီးတော့လှူမယ်လို့စိတ်ကူးထားပါတယ်ရှင်ဟုတ် ရန်ဝမ်းနေတာအရန်ဝမ်းနေတာဖုန်းဆက်ဆက်လိုက်ဖုန်းဆက်ခြင်းဆိုဖြစ်ချင်တော့အိမ်မှာအဖွားတယောက်ပဲကြံခဲ့တာအကြံတဲ့လူတွေအကုန်လုံးကအဖွားရဲ့မောင်လေးရဲ့ပဲကြံခဲ့တာပေါ့နော်မောင်လေးကလည်းအလုံးနဲ့ဆိုတော့သူအဲ့ဒီရုံကျုံမှာမရှိဘူးအဖွားတယောက်ပဲကြံခဲ့တာဖြစ်တာပေါ့နော်အဲ အဖေတွေအဖိုးတွေအဖွားတွေအကုန်အဖေတွေအဖိုးတွေအမေတွေအကုန်လုံးကလည်းဟိုဆေးအဖိုးကိုလိုက်ပြီးတော့ဆေးသွားကုပေးနေတာဖြစ်တဲ့ကြောင့်မရှိဘူးပေါ့နော်အဲဒါကြောင့်အိမ်မှာကြံခဲ့တဲ့အဖွားရဲ့မောင်လေးရရပဲရှိမြ crisis တွေအကုန်လုံးသူရောသူတို့တွေပဲလိုက်ပြီးဖြေရှင်းတာဖြစ်သွားတာပေါ့နော်အဲ့မှာကံကောင်းတဲ့အတခုရဲ့ကျေးဇူးတင်စရာအရန်ကောင်းတဲ့အတခုရဲ့ဝန်ထမ်းတွေအကုန်လုံးကဟိုဘယ်လိုပြောမလဲရီရတဲ့ဆိုဟိုဟားသာပြောရမယ်ဆိုရှင်ငလေလှုပ်ပြီးဆိုရင်ပြ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 ဆိုအကုန်လုံးဆိုင်ပြုံပြေးထွက်သွားတယ်ပြီးတော့မှ ငလင်တော်တော်လေးငြိမ်လောက်ပြီဆိုမှဟိုဆိုင်ထဲကိုပြန်ဝင်လာပြီပစ္စည်းအကုန်သိမ်းတယ်နော်ကျေးဇူးတင်လဲတကယ်လဲကျေးဇူးတင်လဲကိုယ့်ကိုလဲခုံလဲအခုယူရတဲ့အချက်ကဘာပစ္စည်းမှလည်းမပြောက်ဘူးဘာဘာ ပတ်စံတော့မပြောက်တာပတ်စံလည်းမပြောက်ဘူးပစ္စည်းလည်းမပြောက်ဘူးပေါ့နော်အဲ့အဲ့အချိန်မှာဝန်ထမ်းနေအကုန်ပြေးပြီအဲ့မှာစောင့်နေဈေးဝယ်ရှိရဘို့ဆိုသူတို့ပတ်စံပေးထားပြီးတော့ပစ္စည်းမယူပါသေးလို့ပစ္စည်းပေးထားပြီးတော့ဟိုရောင်းလာရောင်းတာပေါ့နော်လာရောင်းတဲ့အချိန်မှာပစ္စည်းပေးထားပြီးပတ်စံမယူပါသေးလို့စောင့်နေဈေးဝယ်ရှိအဲ့ဈေးဝယ်အကုန်လုံးလည်းညွားတို့ဟိုဘယ်လိုပြောမလဲဟို voucher လေးနဲ့ဓာတ်ပုံလေးနဲ့တေချာရိုက်ထားပြီးရဲ့ခါကျတော့နောက်၄၅ရက်အတွင်းအစင်ပြေအောင်လုပ်ပေးပါမယ်ဆိုပြီးအိမ်ပြန်လွှတ်ပေးလိုက်ရပါပေါ့နော်အဲ့လိုမျိုးလေးနဲ့အဲနောက်၄၅ရက်ကျတော့ဒီတို့ဟိုအဓိက အဲ့လိုဖြစ်သွားတဲ့အခါမှာလူတွေပတ်စံလိုတယ်ပေါ့နော်အဲ့ဟာဒီတို့အရင်ဆုံးစဉ်းစားမိတာဟိုပြန်ဝယ်ပေးရင်ကောင်းမယ်အဲ့ချိန်မှာဗန်တွေကလည်းအဆင်မပြေတဲ့အခါကျရန်ကုန်ကနေမန္တလေးကိုတပူးတကပတ်စံတွေတည်တည်ပြီးတော့ဟိုဟိုကစားမရရဲ့အခက်အခဲကိုအရင်ဆုံးဖြေရှင်းပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးခဲ့ပါအဲ့ဟာအကုန်လုံးအတွက်လည်းဒီလိုလုံနိုင်မှုဆိုဝန်ထမ်းတွေအကုန်လုံးအများကြီးပန့်ပိုးခဲ့တယ်ပေါ့နော်အဲဝန်ထမ်းတွေပေါ့လေဟိုလုပ်ပေးတယ်မောင်လေးညီမလေးအဲ့ဝန်ထမ်းတွေအကုန်လုံးကိုလည်းတကယ်ကျေးဇူးတင်တယ်ဒီလို ဒီလိုဟိုဟိုဘယ်လိုပြောမလဲအရန်ကိုရှုပ်ရှက်ခတ်သွားတဲ့ချင်းနေမျိုးမှာတော့ဘာပစ္စည်းမှမပြတ်အောင်ထိမ့်သိမ့်နိုင်တဲ့အပြင်ဟိုဟိုပစ္စည်းမပြောဘူးဟိုငွေလေးတန်းတောင်း2000တောင်းတိလို့မလျော့ပါဘူးပေါ့နော် အကုန်လုံးအစင်ပြောင်းလုတ်ပေးနိုင်ဟိုတကယ်လုတ်ပေးတဲ့အတွက်လည်းအဲ့လိုတကယ်လည်းကျေးဇူးတင်တယ်အဲ အဲတကယ်လဲဝမ်းသာဖြစ်ဖြစ်ချင်းတော့ဆိုတော့အရန်ဝမ်းနေရပဲဖုန်းဆက်ငိုဟိုဘက်ငိုဒီဘက်ငိုဟိုဘက်ငိုဒီဘက်ငိုမန်နေဂျာတွေအဆငိုဟိုဘယ်လိုပြောမလဲဖုန်းဆက်လိုက်ဘေးနားလေးရဟိုဘာဖြစ်လဲမိသားစုကဘာမှမဖြစ်ဘူးဒါပေမဲ့ဘေးနားလေးရလေအိမ်ပြိုသွားလို့ဘလိုငိုနေရဆိုသူငိုခုငိုအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတမျိုးလုံးကြီးကလည်းဟိုလမ်းဘေးပေါ်ထွက်အိပ်ရတဲ့အနေအထားဖြစ်သွားအဖွားကြံရတော့ဖွားတာမှလမ်းဘေးမှာအဲ့လိုလေအိပ်ရပေါ့နော်ဒါတွေတော့အဲ့ပတ်စံသွားပို့ရင်အဖွားကိုတစ်ခါတည်းပြန်ခေါ်လာပေါ့ရန်ကုန် ကျွန်တော်ပွားရွယ်ပါပဲဟုတ်ကဲ့ခွေကြီးဒီလိုချက်တော့ငုံကူညီတာဟုတ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုထီကိုတီရီတို့ကဟိုတကြံကာလာဆိုရင်များတော့အဖြစ်ဆိုရင်ရောင်းရတာပေါ့နော်ရောင်းရတာဆိုကိုရွှေရောင်းရတာအခုကမဟုတ်ပြန်ဝယ်ရတဲ့ကာလာဖြစ်သွားတာမန္တလေးရဲ့ပြန်ဝယ်အားကတအားကိုကြီးရသူတို့ပြန်ဝယ်ရတဲ့အားကတအားကြီးဂျန်တဲ့ဆိုင်တွေအကုန်လုံးက traffic ပတ်ဆံအကုန်လုံးကမန္တလေးမှာပြန်သွားဝယ်နေတယ်လို့မျိုးကိုဟိုဘယ်လိုမန္တလေးဘက်ကဟိုဘယ်လိုပြောမလဲလာရောက်တဲ့လူများတာပါဟုတ် ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါအားကြောင့်မလို့လဲဒီလိုဆက်ပြီးတော့ဟိုဆက်လှူဖို့ပေါ့နော်ဒီထက်ပုံများရင်လဲပုံဟိုပုံများရယ်ပေါ့နော်ဒီဟာကိုဆက်လှူဖို့ဒီလိုစဉ်းစားထားပါငလင်ပေးရတော်တော်များများပြီးပြီဆိုပေမဲ့လဲဒါပေမဲ့ကိုနေကိုမျိုးနေထားကိုပဲတည်ရပေါ့နော်တော်တော်များများဟိုလှူနိုင်တဲ့လူကလဲဒီလောက်ပဲလှူနိုင်တော့တာပေါ့လေအဲဒါပေမဲ့လဲဒီလိုဟိုဆက်လှုပ်သွားမှာပါဟုတ်ဟုတ်တဲ့နှစ်ထောင်ဝန်းကျင်လောက်ကျန်သေးတာဟုတ်တဲ့နှစ်ထောင်ဝန်းကျင်လောက်ကျန်သေးတယ်အဲ့ဒါလေးဒီလိုဟို ဟိုအိမ်လေးတွေစောက်ပေးရမလားတခြားဘယ်နာလေးမှာပံ့ပိုးမှုတွေလိုလဲဟိုဒီလိုထပ်ပြီးစုံစမ်းပြီးတော့လှူပေးမှာပါရှင်။ချင်းနေလူဒီကဘာကိုတာယာလာအောင်သူညီနိုင်ပါစေတော့ကွယ် ဖွာအသက်60ကျော်ပြီအဖွာအသက်60ကျော်အချောင်းမှလည်းချင်းခိုက်ရလေးပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဟိုဝိမ့်စင်ကိုတီထောင်ခဲ့တာအဖိုးဖွာတီထောင်ခဲ့တယ်သူတို့အဲ့လိုအသက်ကြီးတဲ့အချိန်သူတို့ရဲ့ဒီဘယ်လိုပြောမလဲနောက်ဆုံးကြံတဲ့အချိန်မှာသူတို့ကောင်းကောင်းမနေစေချင်တာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဖြစ်ဟိုလိုဘယ်လိုပြောမလဲသူအဲ့လိုတနာစရာလေးပြန်လာတော့မျက်လုံးလေးတွေမိုးနေတာအဲ့အိတ်လိုက်တာမှဟိုအဲ့နေ့ သူတို့ရောက်တဲ့နေ့ကမီးမလာအောင်မီးမလာမယ်သူကပြောမီးမလာတာတော့ငါမသိဘူးငါအဲ့လိုကောင်းလိုက်တာဆိုဟိုမှာမအိတ်လိုက်မအိတ်ရဘူးပေါ့နော်ငလင်လောက်တာကိုကြောက်လို့ဆိုပြီးတော့အဲ့လိုမျိုးလေးရှိတယ်ပြီးတော့နောက်ထပ်ခုရှိသေးတယ်ငလင်နေလည်းလှုပ်တော့ အကုန်လုံးကစင်ပြေးရောစင်ပြေးရဲ့အခါကျတော့ဝန်ထမ်းတွေကဝန်ထမ်းတွေပါမကြံဘူးအကုန်ပြေးတာအဖွားကအပေါ်မှာနေရဖြစ်တဲ့ကြောင့်အဖွားရဲ့အဖွားကိုကူပေးရဲ့ဟိုညီမလေးနှစ်ယောက်ပဲရှိရပါဘူးသူတို့ညီမလေးနှစ်ယောက်ရဲ့အနောက်ထပ်အန်ဒီတယောက်ရှိရပါဘူးသူတို့သုံးယောက်ကအဖွားကိုခေါ်ပြီးပြေးစင်းလာတာအောက်မှာဘယ်သူမှမကြံဘူးအဲ့ဒါဒါပေမဲ့နောက်ဆုံးကြံတာဈေးဝယ်အကိုကြီးတယောက်ကြံတယ်လို့ပြောတယ်အကိုကြီးကပဲအဖွားကိုထမ်းပြီးတော့သူသူတည်းအလွာနေပြီးတော့အဖွားကိုထမ်းပြီးတော့ဟိုဘယ်လိုပြောမလဲအိမ်ရှိကိုပြေးတာပေါ့နော်အဖွားအိမ်ရှိလည်းအယောက် အရှိကကျွန်တော်တို့ဈေးကြိုတိုက်တန်းရှိရဲ့ပြိုအဖွားမှာအမှစိတ်တစားတွေကိုဖြစ်လို့ပေါ့ဟိုအတက်ကလည်းအရန်ကြီးပြီဆိုတော့လေသူ့မှာတော်တော်လေးကိုခံတယ်။ဆောင်းမဆေးဘူးနဲ့တန်းနိုင်ပါသေးတယ်ဒီတယ်မကတော်မနဲ့ဘူးနဲ့တန်းနိုင်ပါသေးတယ်သူတင်ပါတယ်ဟိုဝင်းစင်ကိုစင်ဆိုင်အားပေးရတဲ့အတွက်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်ဟို ဘယ်လိုပြောမလဲဂျားထဲမှာအမားလေးလည်းရှိသွားခဲ့တယ်ပေါ့နော်အဲ့ဟာအတွက်လည်းနားလေခွင်းလွတ်ပြီးရဲ့အခါကျတော့အာဒီလိုဖြည့်ရှင်းပေးခဲ့တာလေးလည်းဟိုစိတ်ကျေနပ်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီထက်လည်းပိုကောင်းအောင်နဲ့အမားနေအောင်အမားကင်းအောင်ဒီလိုပို့ပြီးတော့စ조사ပြီးလုပ်သွားပါမယ်ဒီနောက်ပိုင်းလုပ်တဲ့ဟို project လေးတွေမှာဟိုပိုကောင်းတဲ့ပိုကောင်းတဲ့ဟာလေးတွေပဲဒီလိုဖော်ဆောင်လာပေးမှာပါအဲ့ဒါအပြင်ဒီလိုဒီဒီနောက်ပိုင်းပေါ့နော်ဒီတင့်တွေမှာဒီလိုတဘာဝဘေးတွေရောအရင်ဖြစ်တဲ့အကာလမှာဒီလိုကန်ဆန်းမဲ့တွေရောဘာလို့ promotion င်းတွေအများကြီးမလုတော့ဖဲနဲ့ဒီလိုကိုပေးပတ်ဝန်းကျင်ကိုဘာများပြန်ပေးနိုင်မလဲဆိုတော့အလှူတန်းလေးနဲ့ပဲအဓိကသွားမယ်လို့လည်းအိမ်ကဆုံးဖြတ်ထားပါတယ်ရှင်ဒီဟာလေးအတွက်ပဲဒီတို့ဟောဆက်ပြီးလှုပ်သွားမှာပါဒီတို့လှူဒန်းသမ ्या အကုန်လုံးကလည်းဒီတို့စင်ဆိုင်အားပေးနေလားရောင်းရောင်းလာဝဲဝဲကစားမာတွေအကုန်လုံးရဲ့အလှူပဲဖြစ်တဲ့တော့ကြောင့်မလို့အားလုံးတာရုခေါ်လို့ရအောင်လည်းဒီခုနကအချောင်းလေးကိုမျှဝေပေးရဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်